ကျွန်တော်တို့ Facebook ပေးရနေပြီးတော့ဒီပတ်ဆက်စာလို့ရလားမရဘူးလားကျွန်တော်စစ်လို့ရမယ်နေလမ်းလေးပြတ်ပြီးသွားမယ်ပေါ့နော်အခုနောက်ပိုင်းမှာဆိုရင်ဒီ Facebook ကဒီ monetization to to အသစ်တစ်ခုဖြစ်တဲ့ content monetization to ကိုကျွန်တော်တို့ Play Store မှာမျိုးကိုပေးပြီးပေါ့နော်ဒီလိုပေးရကမှာဆိုရင်သူကဒီတပ်ပုံနေဗီဒီယိုတွေ story တွေ read တွေဗီဒီယိုတွေပေါ့နော်ဘာတွေတွေပတ်ဆက်ရတော့မှာပေါ့နော် okay ဒါမျိုးပတ်ဆက်ရဖို့ဆိုရင်ကိုယ့်ရဲ့ page ကသူတက်မထားတဲ့စီကန်းချက်တွေနဲ့ကိုက်ညီလာပေါ့နော်ဒါမှမဟုတ်ဆိုရင် Facebook page မှာ ဒါလာမျိုးဆက်တဲ့ပွင့်နေပြီလားပေါ့နော်တချို့သူတွေမစစ်တတ်ဘူးပေါ့နော်ဒါပေမဲ့ဂျော်ဒီနေပြည်ရဲမှာဆိုရင်အဲဒါဘယ်လိုစစ်ရမလဲပေါ့နော်တကယ်လို့မှမင်းဆွေတို့အိုင်မော်နီတိုင်းဇင်းဆက်တတ်မပေါ်သေးဘူးဆိုရင်လည်းပေါ်အောင်ဘယ်လိုချက်တွေလှောက်ဆောင်မလဲဆိုတာကျွန်တော်ဒီနေ့မင်းဆွေကိုပြောပြပေးသွားမယ်ပေါ့နော် Okay အဲ့တော့ဒါမျိုးစစ်ဖို့ဆိုရင်ကျွန်တော် page state ကိုသွားရမယ်ပေါ့နော် Okay အဲ့တော့ဒီ promoter ကိုကျွန်တော်စစ်ချင်တဲ့ page ကိုတစ်ချက်ဆက်လုပ်လိုက်မယ်ဆက်လုပ်ပြီးတော့ဘယ်လိုသွားမလဲဆိုရင်ကျွန်တော် professional dashboard ထဲကိုသွားမယ်ပေါ့နော် professor dashboard ထဲသွားပြီးတော့ဒီ UI ဘက်ကလေးဆွဲလိုက်တဲ့ခါမှနေ monetization ဆိုတာလေးပေါ်တယ်ပေါ့နော်ဟုတ်ကဲ့ item မှာဝင်လိုက်မယ်ပေါ့နော် item မှာခုလိုမျိုးပုံစံမျိုးနဲ့တချို့ဆို star တွေ pay out account တွေလောက်ခိုင်းတာမျိုးဒါမျိုးဆိုရင်ပတ်သက်စားလို့မရသေးဘူးပေါ့နော်ဒါကြောင့် make sure အဲ့ဒါကိုလုံးဝတစ်ချက်တော့တော့မထီနေပေါ့နော် third party လို့ make sure တော့ method စာညမှာ account ကြီးနဲ့တော့ change မိလိုက်မယ်ညမှာ location တွေကောက်ထည့်လိုက်မယ်ဆိုရင်တော့ပြီပေါ့နော် ip စကပတ်သက်စားလို့အာမလေးမရတော့ဘူးပေါ့နော်အဓိကညမှာ location နဲ့တော့ညှိတော့မယ်ဆိုရင် ip ကမရတော့ဘူးပေါ့နော် โอเคဒါကြောင့်မို့မိတ်ဆွေတို့ဒီ page ဒီ monetization tool ရဲ့ဝင်တဲ့အခါမှာဆိုရင်အရင်ကတော့အောက်က re the bonus the industry areas တွေပေါ့နော်အဲဒီ sequence တွေပါရောပွင့်နိုင်မှရှိတယ်ပေါ့နော်โอเคအဲဒီ re show bonus to industry areas တွေကမပွင့်တော့ဘူး content content monetization ဆိုပြီးတော့စာလေးနဲ့ပွင့်နေပွင့်နေမှာပေါ့နော်โอเคဒါဒါမျိုးပွင့်ပါပဲမိတ်ဆွေတို့ Facebook ကနေပတ်သက်စာလို့ရတာမှာပေါ့နော်โอเคဒါမျိုးပွင့်မှုဆိုရင်မိတ်ဆွေတို့ Facebook မှာဘာတွေတင်ရမလဲပေါ့နော် ဓိကတော့ကိုပိုင် content တွေတင်ရမယ် reaction လုပ်မယ်ဆိုရင်ကိုပါကိုအာဒါရက်ဒါရက်ကြီးတင်တာမဟုတ်ပဲနဲ့ကိုပါကို creation ပါတဲ့ edit clip တွေပါပြီးတော့တင်မယ်ဆိုလဲရနိုင်တယ်ဗောနော်တင်ရမယ့်အမျိုးအစားတွေကကိုမှ re video တွေရောတင်ရမယ်ဗောနော်ဘယ်လိုဟာတွေတင်ရမလဲဆိုတော့ဒီ Facebook ဒီ professional dashboard တွေဝင်လိုက်တဲ့ခါမှာဆိုရင်ဒီမှာ weekly challenge လေးတွေသူကတစ်ပတ်တစ်ခါပြောင်းမြောင်းပေးတယ်ဗောနော်အဲ့ challenge လေးတွေကိုတင်ပေးရမှာဗောနော်မိတ်ဆွေတို့ follower 20ရအောင်လုပ်မယ်ဆိုရင်20ရအောင်လုပ်ပေးရမယ် uh, public post ပို့ဘယ်နှခုတင်ရမလဲပေါ့နော် reply နေကိုပြန်ရမယ်နောက်တစ်ခုအနေနဲ့ကျွန်တော်တို့ agree တွေကို share ရမယ်ဆိုလည်း share ရမယ်ပေါ့နော်အဲ့တော့ long video တွေတင်ရမယ်ဆိုလည်းတင်ရမယ်ပေါ့နော်ဒီဒီရဲ့သတ်မှတ်ချက်လေးတွေကိုပြည့်အောင်လုပ်မယ်ဆိုရင် message တို့ဒီချိန်ချိန်မှာအပွင့်ပွင့်သွားနိုင်တယ်ပေါ့နော်အဲ့တော့နောက်တစ်ခုပွင့်မှာကိုကကိုရဲ့ Facebook page admin တွေကသူတက်မဲ့ထားတဲ့ monetization eligible ဖြစ်တဲ့ country တွေက admin ရှိနေမှရမှာပေါ့နော်အဲ့တော့ဒီ any device ဆိုထားရင်တော့မလေးစားလို့ရတယ်ပေါ့နော်ဘေးဆိုတော့သူတို့ ဆရာ primary location ဖြစ်တဲ့ account တွေယူထားလို့လည်းရတယ်ကိုကမိတ်ဆွေအသိရှိရဆိုရင်သူတို့ admin ပေးထားလို့လည်းရတယ်ပေါ့နော်အာဒီလို admin ရှိနေမှာပဲရမှာပေါ့နော်မိတ်ဆွေ facebook မှာမြန်မာ admin နေကြီးပဲဆိုရင်တော့ဒီဒါမျိုး invite လောက်ခံရမို့ဆိုတာ chest နေတယ်ပေါ့နော် okay အဲ့တော့မိတ်ဆွေတို့ဒီ video တင်တဲ့အခါမှာဆိုရင် read တင်တော့မယ်ဆိုရင်အနည်းဆုံး15စက္ကန့်အနည်းဆုံးတင်ရမယ်ပေါ့နော်အမိတ်ဆွေတို့က long video တွေရောတင်ရမယ်ဆိုရင်တော့သူကအနည်းဆုံး minute 3မိနစ်ပေါ့နော်3မိနစ်အထက်ဗီဒီယိုတွေတင်ပြရမယ်ပေါ့နော်ပြီးတော့ဒါလေးတွေသူရဲ့သတ်မှတ်ချက်တွေ weekly challenge လေးတွေကိုအပတ်စဉ်လောက်သွားမယ်အတင်းထားတဲ့ content တွေကလည်း copyright တွေမညီဘူးပေါ့နော်သူရဲ့ content monetization policy နဲ့လည်းမညီဘူးဆိုရင်တော့ miss တို့ invite လောက်ခံရနိုင်တယ်ပေါ့နော် invite လောက်ခံရပြီဆိုရင်တော့ကိုကမြန်မာပြည်မှာဆိုရင်တော့ဒါမျိုး service ပေးတဲ့သူတွေရှိတယ်ပေါ့နော်ဒါလေးတွေ like စာပြီးရော miss တို့ add လို့ရတယ်ပဲ add လို့ရတယ်ပေါ့နော် okay ဒါလေးမျှောက်ပြီးကြည့်ဖြစ်ပါတယ် အဲဆောနာပြပခဲ့တိုင်းဒီမော်နီယာအစည်းအဝေးဝင်တဲ့ခါမှာဆိုရင်ကိုတဲ့မော်နီယာအစည်းအဝေးမပေါ်ဘဲနဲ့ဘာမှပစ္စတ်စားလို့မရသေးဘူးပေါ့နော်ဒီတစ်ခုကနေပဲပစ္စတ်စားလို့ရမယ်စတားတွေပါ ड़ी ဆိုတာလဲကျွန်တော်တို့ follower တွေကနေကို support လုပ်မှပဲရတာပေါ့နော်အဲ့တော့ညီမပြည်မှာ streamer တွေလောက်ပဲ star နေ support ရတာပေါ့နော်ခြားသူတွေကတော့လုံးဝမရဘူးပေါ့နော် okay ဒါလည်းမျိုးဘူးဖြစ်ပါတယ်အားလုံးကျေးဇူးတူတူပါခင်ဗျ